ျမကတော့ဒီ NGM မှာ DD program ရဲ့ Max Father ရဲ့ပုံတင်ကြပေးနေတဲ့ Teacher Retriever ဖြစ်ပါတယ်။ဒီနေ့ကျမဆွေးနွေးပြီးသွားမယ့်အကြောင်းအရာလေးပြပြပြီးသွားမယ့်အကြောင်းအရာလေးကတော့ GD မှာ subject နှစ်ခုရှိလဲဘယ်လိုလေးလာရမလဲသူတို့ရဲ့ format တွေအဲသူတို့ဖြည့်ပုံဖြည့်နည်းတွေပေါ့နော်ဒီတစ်ပုတ်ကိုဘယ်နှမိနစ်လောက်ရနိုင်လဲပေါ့ထို့ထဲရောဒီ exam ဒီ duration ကဘယ်နှနိုင်လောက်ဖြစ်နိုင်လဲပေါ့နော်အကုန်လုံးဒါကိုရှင်းလင်းပြပြပြီးတော့ဖြစ်ပါတယ်ဆိုတော့အဓိကအားဖြင့်ကတော့ဒီနေ့ ဒီချိန်မှာ subject က four subject ရှိပါတယ်အ social study ကတော့ဒါတစ်ချင်ဖြိုးရနေမှာပြပြရေးသွားမှာပေါ့နော်ဒီနေ့ကျမက၃ဘာသာအနေနဲ့ science နဲ့ maths နဲ့ english အားလေးပေါ့နော်အဲ့ဒီအကြောင်းအရာကိုအဓိကပြောသွားရမှာဖြစ်ပါတယ် mass layer တော့အရင်စပြောလိုက်ပါမယ် mass မှာဆိုရင်အဓိကကတော့ basic max ဒီပေါင်းနှုတ်မြောက်စာရေးဒီအပိုင်း gain fraction တွေ decimal တသမဂိန်းတွေထားရလာရပေါ့နော်ပြီးတော့ geometry နဲ့ပတ်သက်ပြီးတော့ triangle rectangle ဒီလိုပုံစံမျိုးနဲ့ငငယ်တော့သင်ခဲ့ရတဲ့ဟာလည်းပါပါတယ် basic algebra ရဲ့ graph function တွေဒီ ပါသွားတာကတော့ကိုရန်၁၀တန်းရယ်စလုပ်ပိုင်းနည်းနည်းပပရယ် function ရယ်ပါသွားတယ်။ကျန်တာကတော့ထူထူထူအရင်မခတ်ခဲ့ဘူး။ငငယ်တုန်းကဒီအလဲတန်းလောက်မှသင်ခဲ့ရတယ်။ဒီ mask ကအဓိကပါတယ်။ပြီးတော့အထက်တန်းမှာဆိုရင်တော့ slope ရယ် function ရယ်တော့အဓိကပါတယ်ပေါ့နော်။နည်းနည်းလေးပဲကြောင်းလဲသွားတာပေါ့။အရင်တော့မပြောင်းလဲဘူး။ဆိုတဲ့အတွက်ကြောင့်အဲတချို့ကလေးတွေက9တန်းနဲ့ join ကြရယ်ဆိုရင်သင်ချာကတော့အဆင်ပြေနိုင်တယ်။အဆင်ပြေနိုင်တဲ့အခြေအနေပေါ်မှာဒီ slope နဲ့ function ပဲပြန်ပြီးတော့လိုက်ရတယ်ပေါ့နော်။နောက်တစ်ချက်ကတော့ english ပေါ့။ english အဆင်ပြေမှာပဲဒီ9တန်း10တန်းကလေးတွေကဒီ maths ကိုအဆင်ပြေမှာပေါ့နော်နောက်တစ်ဘာသာကတော့ science ပေါ့ science ကတော့အဓိကအဖြစ်က၄ဘာသာစုထားတာပေါ့ life science ကတော့ bio physical science မှာကျတော့ chemistry ရယ် physics ကပါပါတယ် နောက်ဆုံးကကြတော့ iron spray ပေါ့ဆိုတော့ကလေးတွေကအဲခုနှစ်တန်းကလေးရေ၈တန်းကလေးရာဒီအပိုင်းမှာနည်းနည်းလေးအခက်ခဲရှိနေတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ bio တွေ chemistry physics တိကတာမထိတွေ့လာရတဲ့ခါကျတော့နည်းနည်းလေးတော့ခက်ခဲနိုင်နေပေါ့နော် scientific terms တွေဒီ vocab တွေရာနည်းတော့အခက်ခဲရှိနိုင်ပေမယ့်သင်ချာလေးလာမယ်ဆိုရင်တော့အဆင်ပြေနိုင်နေပေါ့နော်သင်ချာလေးလာမယ်ဆိုရင်အဆင်ပြေနိုင်နေနောက်တစ်ခါကျတော့ဒီဘာသာမှာလည်း english ကအဓိကလိုတာပါပဲ all subject က english အဓိကလိုတာဆိုတော့လေကိုကိုပေါ့ကိုရန်ဆယ်တန်းကလေးတွေကလည်းဒီ life science နဲ့ physical science chemistry physics မှာအဆင်ပြေနိုင်ပေမဲ့ iron space မှာကျတော့သူတို့အတွက်နည်းနည်းအခက်အခဲရှိနိုင်မယ်ဒါဒါပေမဲ့ဒီ general knowledge အဆင်ပြေတဲ့ general knowledge မှာတော်တော်များသိထားတဲ့ကလေးတွေအတွက်ကတော့ iron space နဲ့ပတ်သက်ပြီးတော့ကဒီအကာသနဲ့ဆိုင်တာရဲ့ဒီ up layer ကမ္ဘာမှာ layer ဘယ်နှစ်ခုရှိလဲဒါတွေကတော့ general knowledge ကောင်းရင်တော့အဆင်ပြေနိုင်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကတော့ scientific method ပါဒါကတော့အပေါ်က bio နဲ့ chemistry နဲ့ physics တွေ iron space တွေရပါမယ်လေ scientific method မရဘူးနောက်ဆုံးတစ်ချက် function practice လောက်တာအားနည်းရယ်ဆိုရင်လုံးဝခေလို့မရဘူး science တကယ်တမ်း science ကခက်လဲခက်တယ်သူတို့မေးရသည်ကျမတို့ဒီ government ဘက်ကတော့ဒီ state school မှာသင်ခဲ့ရတယ်အကုန်ချက်အဲ့ဒီရဒီ spelling နေမေးရမဟုတ်ပဲねဒီစာပိုက်ကိုဘလို့နားလဲလဲသူတို့မှာတကယ်လက်တွေ့ဆန်းသက်တဲ့အခါကျရင်ဘလို့ဖြစ်နိုင်လဲဆိုတဲ့ပုံမှာ motivate မေးတာဖြစ်တဲ့အတွက်ကြောင့် science ဒီ scientific method ရမှာပဲအဆင်ပြေနိုင်ပါမယ် အဲဖြည့်ရမယ့်ပုံစံကတော့ဒီ2025မှာလက်ရှိကတော့46ပုံပါထုတ်တယ်46ပုံမှာဆိုတော့ part 1နဲ့ part 2ခွဲပါတယ် part 1မှာကတော့ဒီ character သုံးလို့မရဘူးပေါ့နော် character သုံးလို့မရဘူးဒီပေါင်းလုံးမြောင်စာရဲ့ decimary number line နဲ့ပတ်သက်တာတွေဖြည့်ရနိုင်မယ်9ပုံပါအဲ now part 2ကကြတော့ character သုံးလို့ရပါတယ်ထုတ်တယ်38ပုံဖြစ်ပါမယ်အဲအချိန်အားဖြင့်ကတော့135မိနစ်ရပါမယ်ရှင့် ဟုတ်ကဲ့ဒါကတော့ max ပါ science science ကကြတော့သူက part 1 part 2ခွဲရမှာမဟုတ်ဘဲနဲ့ဒီ session တစ်ခုတည်းပေါ့နော် one session ပဲထိုးထက်38ပုတ်ဖြေရပါတယ်2022လောက်တုန်းကတော့ဒီ science ဒီ40ပေါ့နော်40မှာနှစ်ပုတ်က short answer ဖြေရပါတယ်ဒါပေမဲ့2023နောက်ပိုင်းချမ်း2025လက်ရှိအထိကတော့အဲ့ဒီ short answer ဖြေရတဲ့နှစ်ပုတ်ကကြတော့အဲမပါတော့ဘဲနဲ့ပုတ်ရင်နေသွားပြီမယ်စာရပုတ်ခတ်လာပါတယ်ဘယ်ခုနဲ့2023လောက်ကစပြီးတော့ တဖြည်းဖြည်းခက်ခက်လာတယ်လို့ထင်ရတယ်ပေါ့နော်။ငဖြည့်ရက်ကလေးတော်တော်များကလည်းအဲ့လိုမျိုးလေးသုံးသက်လေးရှိရပေါ့နော်။ဆိုတော့ science ကတော့အဖြေကတော့နှဲသွားတယ်။ဒါပေမဲ့စာဖတ်ရတာတော့ပုံများလာပါတယ်ရှင်။ အာနောက်ဆုံးတစ်ပါးကတော့ English ပေါ့နော် English ကိုကြတော့အာလေးလို့သူသတ်မှတ်တယ်ပေါ့နော်အာသတ်မှတ်တဲ့ခါမှာအဓိကက English ကသူရဲ့ဒီ literature ဘိုင်းနေ fiction နေတုတ္တရတ္တစာပေဒါရီအကုန်ပါတယ် novel တွေပါတယ် story တွေဖတ်ရတယ်ဖတ်ပြီးတော့အဲ့ဒီ story အပေါ်မှာဒီ story character တွေကိုလေ့လာရတယ်အဲ့ဒီ character တွေမှာဆိုရင်ဘယ်လိုမျိုးဖြစ်မလဲဒီ character တွေကိုဘယ်လိုနားလဲလဲဒီစာပိုင်းဖတ်ပြီးတော့ဘယ်လိုနားလဲလဲဆိုတော့ reading ဘိုင်းက part 1နဲ့ part 3ဆိုပြီးနှစ်ပိုင်းပါတယ်ပေါ့နော် part 1မှာကကြတော့ story တစ်ပုတ်ပေးထားပြီးတော့မေကွန်းက12ပုတ်လောက်ဖြည့်ရမယ် part 3မှာကတော့38လောက်ဖြည့်ရတယ်အရှင်အဲ့ဒီမှာလဲ part 3မှာကလဲဒီ story အကြောင်းကိုပဲအဓိကပြောထားတယ်တချို့ဆိုရင်ဒီ novel ကနေပြီးတော့ဒီစာပိုင်လေးတွေဖြည့်ဖြည့်ယူပြီးတော့မေးလည်းရှိတယ်ပေါ့နော်သူတို့ရဒီစာပိုက်ဖတ်ပြီးတော့ဘယ်လိုမျိုးကောက်ချက်ချမိလဲဒီစာပိုက်ရဲ့အဓိကအကြောင်းအရာဘာလဲဒီလိုမေးလည်းရှိရပေါ့နော်ဒါဒီ English မှာ part 1 part 3မှာ reading မေးပါတယ်ဂျာရဲမှာကတော့ part 2ပါ part 2မှာကကြတော့ဗာမင်းလဲဆိုရင်ဆို external rex ပုံမှာ assay ရတဲ့ပုံစံမျိုးပေါ့နော်ပုံမှန် assay ရတာမျိုးမဟုတ်ဖ ೇನೆ သူကစာပိုက်နှစ်ပိုက်ပေးထားတယ်နှစ်ပိုက်ပေးတဲ့အခါမှာဘယ်စာပိုက်ကပို့ပြီး evidence ဒီအကြောင်းရင်းခိုင်ခိုင်လုံလုံရှိလဲ reasoning ပို့ဖြစ်လဲပို့ပြီးတော့သိကြလဲပေါ့နော်အဲ့ဒီပုံမှန်မှုတီးပြီးတော့ကိုက အဲပိုပြီးတိကျတဲ့ server ဘက်ကနေပြီးတော့ရေးပေးရတယ်ပေါ့နော်။ဘာကြောင့်တိကျတာလဲ။တစ်ဖက် server ကရောဘာကြောင့်မတိကျတာလဲ။ဆိုတော့ evidence လေးတုံးတယ် sentence structure ကောင်းကောင်းလေးတုံးပြီးတော့ grammar လည်းမှန်ရတယ်ပေါ့နော်။အဲ့တော့ဒီ axis မှာဆိုရင်ဟိုပါပေါ့ 6မှတ်ပေးပါတယ် axial 6မှတ်ပေးတယ်အမှတ်ပြန်ခွဲလိုက်တဲ့အခါကျအမှတ်200မှာ reading က160ဖြစ်ပါတယ်ဒီ axial ကကြတော့ဒီ percent အနေနဲ့ပြန်တွက်လိုက်တဲ့အခါကျရင်တော့40ဘူးပေါ့နော်ဆိုတော့တချို့ကျတော့ reading ရလာတယ် xd ပေါ့ external rex မရမရလာဘူးဆိုရင်တော့40ရတော့မရတော့ auto မရတော့160နဲ့ပေါ့နော်ဆိုတော့ reading ကောင်းအောင်လုပ်ထားပါ reading ရရင်ကလေးတို့ reading ရခဲ့တယ်ဆိုရင်160ရတော့ရအောင်ရတယ်ဒါပေမဲ့ဟိုကအမှတ်တွေပါအများကျင်တယ် ဆိုရင်တော့ extended rex form ကတော့ရေးကိုရေးရမယ်မရေးလို့မရအောင် reading ကလည်းသူတို့မေးတာကလည်းအရင်လွယ်တယ်ထဲမပါဘူးပေါ့အဲ့ဒါကြောင့်နော်ခင်ဗျာဒါဆိုရင်တို့ကကြတော့ဘယ်နှမိနစ်ဖြေရမလဲဆိုရင်150 minutes ဖြေရပါမယ်ဒါသည်အမ်ဂျာရဲမှာ part 1 part 1 part 2 part 3သုံးခုလုံးပေါ့နော်ဒီ part 3ပိုင်းလုံးကို150 minutes ရပါမယ်ဟုတ်ကဲ့ပါရှင်ဆိုတော့ဒီနေ့မှာဆိုရင်ဒီသုံးပါးစာနဲ့ပတ်သက်ပြီးတော့ဒီဒီချာလေးသိသွားမှာလို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်